တောက်ရမယ်ဟုတ်လားအဲ့ဒါဆိုရင်ယောဂပျောက်သလားမပျောက်ဘူးလားပျောက်တယ်အဲ့ဒါကြောင့်မို့နံပါတ်၁ကတော့ခြေကံပါလူတလဲလို့ပြောရင်ယောဂရှိမရှိသိဖို့လိုတယ်ဘာလို့လဲယောဂရှိတယ်ဆိုရင်အဲ့ဒီယောဂကိုဘာလို့ရမလဲကုသဖို့ရာပြင်ဆင်ရမယ်ဘာလို့ရမလဲကုသဖို့ရာပြင်ဆင်ရမယ်ဆိုတော့ခဲဗုဒ္ဓရဲ့ဝါဒလေးကိုနည်းနည်းမိတ်ဆက်ပေးရင် ဒီတရားကောင်းသိရဲ့အောက်မှာဒုသူရစင်တို့အားဘယ်နှမျိုးလောက်ဟောပြောပြတတ်ပေမလဲဆိုရင်စုပေါင်း၅မျိုးလောက်သင်ပေးမယ်ဘယ်နှမျိုးလဲစုပေါင်း၅မျိုးလောက်သင်ပေးမယ်အဲ့ဒါဘာလေးလဲပြောရင်နံပါတ်၁ဗုဒ္ဓဝါဒကြောင်းကျိုးဆက်ဏိယမာတဲ့ဘာလေးလဲဗုဒ္ဓဝါဒကြောင်းကျိုးဆက်ဏိယမာနောက်နံပါတ်၂ကခန္ဓာရှိရင်ယောဂရှိသည်တဲ့ဘာလေးလဲ ခန္ဓာရှိရင်ယောဂရှိ နောက်နံပါတ်3ကယောဂနှစ်မျိုးဘာနှစ်မျိုးလဲနောက်နံပါတ်4ကဘာတယ်လဲစိတ်ယောဂ10မျိုးတဲ့ပြောကြည့်ပါဦးဘာတယ်လဲနောက်နံပါတ်5ကစိတ်ယောဂပြောက်နီးဘယ်နှမျိုး10မျိုးရှိစုပေါင်းဘယ်နှချက်အေးအဲ့ဒီ5ချက်ကိုတို့တော်စင်များနာကြရတယ် အဲ့ဒါစပြီးတော့ကြည့်ရင်ဗုဒ္ဓဝါဒဗာဏိယမှာတယ်ဗုဒ္ဓဝါဒတိကြောင်းကျိုးဆက်နိယမှာတဲ့ပြောကြည့်ပါဘာလဲအဲ့ဒါလေးကိုကောင်းကောင်းလက်ခံထားရနော်ကောင်းကောင်းလက်ခံထားရမယ်အဲ့ဒါဒီဗုဒ္ဓဝါဒရဲ့အခြေခံပဲဗုဒ္ဓဝါဒမှာကြောင်းကျိုးမဲ့တဲ့အရာရှိလားမရှိဘူးအကြောင်းတစ်ခုရှိရင် နောက်ကဘာရှိမလဲအကျိုးရှိသလားမရှိဘူးလား အကျိုးတစ်ခုပေါ်လာရင်လည်းပဲအဲ့ဒါဒီဘာရှိလဲအကြောင်းရှိအဲ့ဒါကြောင့်အကြောင်းတရားကိုအမြဲတမ်းရှာရနော်တို့သူတော်စင်များလောကမှာနေရင်ဒေါသထွက်လာရင်အကျိုးတရားဒေါသထွက်လာရင်ဖြစ်ချင်းရဲ့အကြောင်းရှိသလားမရှိဘူးလားအဲ့ဒါကိုတွေ့အောင်ရှာတတ်ရမယ်အဲ့ဒါဆိုရင်ဒေါသထွက်တာကအကျိုးတရားထွက်ချင်းရဲ့အကြောင်းတရားရှိသလားမရှိဘူးလားဩော်ဒါကြောင့်ငါဒေါသထွက် ငါခိုင်းတာကိုခိုင်းတဲ့အတိုင်းမလုတ်တဲ့အတွက်ကြောင့်ငါကဒေါသထွက်တာအဲ့လိုဆိုတော့ခိုင်းခြင်းသည်အကြောင်းတရားဟိုဘက်ကမလုတ်လို့ဒီဘက်ကဒေါသထွက်ခြင်းသည်အကျိုးတရားဟုတ်လားဘဝတစ်ခုတည်ဆောက်တဲ့အပိုင်းမှာကျူးစားပြီးတော့တည်ဆောက်တယ်မအောင်မြင်ဘူးဆိုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်စိတ်တက်ထိသလားမထိဘူးလားထိတယ်အဲ့ဒါကြောင့်စိတ်တက်ထိသွားခြင်းသည်အကျိုးတရားဒီဘက်ကကျူးစားနေတာဒီဘာဖြစ်တာလဲအကြောင်းတရား ိုးဘက်ကအကြောင်းရှိလို့ဒီဘက်မှာအကျိုးထွက်သလားမထွက်ဘူးလားအမြဲတမ်းအကြောင်းအကျိုးကိုအမြဲတမ်းဆက်ဆက်ရအဲ့ဒါဆိုရင် လောကမှာခန္ဓာရည်ရှိတယ်ဘာရှိလဲလောကမှာအဲ့ဒါဆိုရင်ခန္ဓာရည်ရှိတာနော်အဲ့ဒါကြောင့်မို့လောကမှာနေတဲ့တို့သူတော်စင်များသည်ဗုဒ္ဓဝါဒကိုစနစ်တကျကြကြနန္ဒသိရကြကြနန္ဒမသိတဲ့ပုဂ္ဂိုလ်များဘွားကြည့်ရင်ဘာသာရေးမှာ ထွေပြားနေတာတွေကိုတွေ့ရလိမ့်မယ်ဟုတ်လား ထူးထူးဆန်းဆန်းပေါ်လဲပဲပြေးသလားမပြေးဘူးလားပြေးကြတယ်သူတို့စီကရေလေးတွေရလာရင်ကိုယ်အိမ်ပတ်ထားကြီးပွားမယ်ထင်တယ်နော်ဖန်းလေးတွေရလာတယ်ထိုးထားတယ်ကြီးပွားမယ်ထင်တယ်အဲ့ဒါမျိုးချက်လန်းလေးတွေလိုက်တယ်ဘုရားဘာသာရှိသလားမရှိဘူးလားအေးအဲ့ဒါဒီကံကံရဲ့အကျိုးတရားကိုနားမလဲသေးတာဘာလို့နားမလဲသေးတာအဲ့ဒါကြောင့်တခြားကိုအာမကုန်နဲ့ဘာကိုအာကိုရ ိုယ့်ရဲ့ကံကိုယ်သာအာကိုကိုယ့်ကိုယ်ကိုအာကိုကောင်းတာလုပ်ရင်ဘာတွေထွက်လာမလဲကောင်းကျိုးတွေထွက်လာမယ်မကောင်းတာတွေလုပ်ရင်ဘာထွက်လာမလဲမကောင်းကျိုးတွေထွက်လိမ့်မယ်ကိုယ်ကိုယ်တိုင်းလုပ်ထားတဲ့လုပ်ငန်းတစ်ခုကိုသူတစ်ပါးသွားပုံချလို့ရရဲ့လားမရဘူးအဲ့ဒါကြောင့်ဖျားသွားပြီးတော့ပစ္စည်းလေးနဲ့ပြပြီးအပြစ်ကြီးအေးဖို့သွားတောင်းမှလို့ရလားမရဘူးအဲ့ဒါမျိုးလို့လို့မရဘူးလုပ်တော့မှကိုယ်ကိုယ်တိုင်းလုပ်ထား ပြီးသွားတဲ့အခါကျမှတရိစ္ဆန်သက်ပြီးတော့သူကပူဇော်တာမျိုးတွေရှိတယ်။ဂရဝါကိုရရဆက်ဆက်သက်သွေးတွေကိုတခါဖရဲမှသွားပြီးတော့လောင်းချပူဇော်တာမျိုးတွေရှိသလားမရှိဘူး။အေးအဲ့ဒါမျိုးလမ်းကြောင်းများလွဲမသွားလိမ့်နဲ့။အခုတို့တစ်ခုကနေနှစ်ခုဖြစ်သလားမဖြစ်ဘူးလား။ဖြစ်တယ်။အဲ့ဒါကြောင့်ဗုဒ္ဓရဲ့ဝါရတိဘာနိယာမလဲ။ကြောင်းကျိုးဆက်နိယာမဘာနိယာမအဲ့ဒါကြောင့် တို့သူတော်စင်များလောကမှာနေနေတဲ့ခိုက်တံဘာပဲဖြစ်လာဖြစ်လာအကြောင်းတရားရှာပါဘာရှာရမလဲအကြောင်းတရားရှာရမယ်အကြောင်းတရားတွေ့သွားရင်အဲ့ဒီပုဂ္ဂိုလ်ဒီအဲ့ဒီအကြောင်းနောက်ထပ်မဖြစ်အောင်ဒါသီးလို့ရသလားမရဘူးလားနောက်ထပ်မဖြစ်အောင်ဒါသီးမယ်မဖြစ်အောင်ငါနေမယ်ဆိုပြီးတော့နေလို့မရဘူးလားရတယ်အဲ့ဒါကြောင့်ဗုဒ္ဓဝါဒနှစ်ချုပ်ပြောရင်ဘာဝါဒ ကြောင်းကျိုးဆက်နိယာမဝါဒတဲ့အဲ့ဒါကိုလက်ခံထားရမယ်အဲ့လိုဆိုတော့လက်ခံလိုက်ပြီဆိုတော့ဘုဒ္ဓဘာသာရဲ့ရလောကမှာလူပြေလို့လာပြီးဖြစ်တာမရှိဘူးလားအေးလူရေလို့လာဖြစ်တယ်ဆိုတာတကယ်တမ်းကလူဆိုတာရှိလားလူဆိုတာရှိလားဟဲ့ဘာတွေရှိတာလဲဘာတွေရှိတာလဲအေးယုံနဲ့နာရှိတာပေါ့အစ်မြင့်မြတ်သကလုံးနဲ့ပြောရင်တော့ဟုတ်လားနော်လူဆိုတာတကယ်တမ်းကရှိလား ဒါပေမဲ့ဒုကရှိသလားမရှိဘူးလားအဲ့ဒါတော့ပြဒနာတက်နေတာဟုတ်လားနော်ဒုကရုပ်လည်းပဲခုလူလူလို့ရှိနေတယ်လူပုံမှာတစ်ဆင့်တက်လာတယ်အမျိုးသားအမျိုးသမီးတစ်ဆင့်တက်သလားမတက်ဘူးလားတက်တယ်အဲ့ဒီပုံမှာတစ်ဆင့်တစ်ခါပြန်တက်တယ်လှသားပဲမလှဘူးယောဂတက်သလားမတက်ဘူးလားအေးအဲ့လောက်ဆိုရင်ပြဒနာဖြစ်ဖို့ရာကနီးစပ်သွားပြီဟုတ်လားနော် အဲ့ဒါကြောင့်ဗုဒ္ဓဖျားရှင်တို့ရဲ့မျက်စိမှာတော့အဲ့ဒါမျိုးမမြင်ဘူးမြင်ရဲ့လားအဲ့ဒါမျိုးမမြင်လောကမှာလိုက်ပြီးတော့ကြည့်လိုက် အမျိုးသားအမျိုးသမီးရဲ့လို့မရှိတော့ပဲနဲ့ဘာနဲ့ပါပဲမြင်ရုပ်တရားနဲ့နတ်တရားဖွဲ့စည်းထားတာလိုပဲမြင်တယ်အတိတရားနဲ့မတိတရားဘာတရားနဲ့ဘာတရားအတိတရားဆိုတာဘာတရားနတ်တရားမတိတရားက ရုပ်တရားဒီတရားနှစ်မျိုးပဲဖွဲ့စည်းတာအဲကြတော့ဒီတရားနှစ်မျိုးကိုနည်းနည်းလေးကြည့်လိုက်လို့ရှိရင်တော့ခန္ဓာ၅ပါးနဲ့ဖွဲ့စည်းတာဘာနဲ့ဖွဲ့စည်းတာခန္ဓာ၅ပါးဘာတွေလဲအဲရူပခန္ဓာရှိတယ်ဝေဒနာခန္ဓာရှိတယ်သင်ညက်ခန္ဓာရှိတယ်သင်္ခါရခန္ဓာရှိတယ်ဝိညာဉ်နဲ့ခန္ဓာရှိတယ်ဘယ်နှပါး အဲ့ဒီထဲမှာရုပ်နဲ့နာမ်နဲ့ခွဲလိုက်လို့မရဘူးလားရူပခန္ဓာကဘာတရားရုပ်တရားဒီဘက်ကဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာကဘာတရားနာမ်တရားအဲ့ကြတော့ခန္ဓာ၅ပါးလို့ပြောပေမဲ့အနှစ်ချုပ်လိုက်ရင်တော့ဘာပဲရုပ်တရားနဲ့နာမ်တရားဒါပဲရှိရှိသလားမရှိဘူးလားအဲ့ဒါကြောင့်ရုပ်တရားနာမ်တရားသူ့မှာလဲရုပ်တရားနဲ့နာမ်တရား ကိုယ်မှလည်းယုတ်တရားနဲ့နန္တရားရှိသလားမရှိဘူးလားယုတ်တရားနန္တရားရှိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမှာယောဂရသလားမရဘူးလားယောဂတွေသူ့မှလည်းယောဂရတယ်ကိုယ်မှလည်းယောဂရကြအဲ့ဒါကြောင့်မို့ယောဂရကြမဲ့လူသားဒီယောဂရမယ်ဆိုတာကို ကြိုသိဖို့လိုသလားမလိုဘူးလားကြိုသိထားရင်ကျမ်းမာရေးကောင်းတော့မှကုသိုလ်များများရအောင်လုပ်ရမယ်ဘာလုပ်ရမလဲ ကုသိုလ်များများရအောင်လုပ်ရမယ်။လောကမှာနေနေတဲ့အခိုက်အတန့်၊ရမရည်တွေကောင်းနေတဲ့အခိုက်အတန့်မှာကုသိုလ်များများရအောင်လုပ်။ဘုန်းကြီးတွေကြီးတဲ့လူခိုင်းနေတာဟုတ်ရဲ့လား။မဟုတ်ဘူး။လောက ကြီးပွားရာ ကြီးပွားကြောင်းတုတ်တက်ရာတုတ်တက်ကြောင်းကို့ငွေကိုအသုံးပြုပြီးတော့လူတို့ရသလားမရဘူးလား။အဲ့ဒါမျိုးကဏ္ဍတွေကိုကျူးစားပြီးတော့လုပ်ပြရမယ်။ခုတို့သူတော်စင်တို့ရက်ွက်ဆိုတောင်းနှမ်းတဲ့ပတ်သက်လို့တော်တော်တက်ကြွနေတာရှိတယ်။ဟုတ်လားနော်။ရှိသလားမရှိဘူးလား။ ရှိတယ်တကယ်တမ်းလည်းပဲရှိတဲ့လေဟုတ်လားနော်တကယ်တမ်းရှိတဲ့လေဆိုတော့ဒီလမ်းစဉ်များသွားပြီးတော့ကြည့်လိုက်အချိန်တစ်ခါတော့ငါဆိုရင်တော်တော်ပြဿနာတက်တယ်နော်တော်တော်ပြဿနာတက်တယ်ဆိုတော့ဒီယန်းတန်ဃာလေးများအခုသာသနာပြုလုပ်ငန်းတွေလုပ်ကြတာမှန်ပေမဲ့စိတ်ဝင်စားတဲ့ဟိုငဲသလားမနေဘူးလားသူကသူတို့ပဲကုန်းယုံပြီးတော့အကုန်လုံးယုံညရနော်ဥစဉ်တော့ကတော့တစ်ဆင့်နဲ့တစ်ဆင့်ဒါကမှန်းထားတယ်ပေါ့နော်ခုမန္တလေးနဲ့ဒါဆရာတော်ဥတည်တော် ဌာနကိုမိတ်ဆက်ပေးလိုက်တယ်။ပြီးသွားရင်နောက်ထပ်ဌာနတွေလည်းပဲတနှစ်ကိုတစ်ကြိမ်ဦးစင်းလို့သွားပြီးတော့ကထိန်ခင်းပြအောင်ခင်းမယ်။သူကံပါလာရင်လည်းပဲလူတွေသဘောကျတယ်။သူကံမပါရင်လည်းပဲလူတွေသဘောမကျတဲ့ကိုတော့ဖြစ်မှာပဲ။အဲဒါကြောင့်ဦးစင်းတို့တနှစ်တနှစ်ကိုတစ်ပါးတစ်ပါးမိတ်ဆက်ပေးဖို့ရစိတ်ကူးထားတယ်ပေါ့နော်။ဥဇင်းတို့ကိုယ်တိုင်ကနေကျင့်ပါရတဲ့ဓမ္မမွေဥဇင်းတို့ပါတဲ့တရားပွဲများဆိုရင်တစ်ပါးတစ်ပါးထည့်ထည့်ပြီးသွားလို့ရစိတ်ကူးတာ ဘာလို့လဲဆိုရင်ဘ ഹു ဖုံးကြီးသည်အကေသာသနာပြုတဲ့ပိုင်းမှာရည်ကြည်တယ်ဟုတ်လားဘာရည်ကြည်လဲသာသနာပြုတဲ့အပိုင်းမှာဘ ഹു ဖုံးကြီးကောင်းမှလက်အောင်ငယ်သားကတတ်တာဘ ഹു ဖုံးကြီးထဲမှာလည်းပဲသွားပြီးတော့ကြည့်ရင်ဦးဇင်းတို့ခုလက်တွေ့ကျုံလာတဲ့အခါကျတော့အမျိုးမျိုးသွားပြီးတော့တွေ့ရအရှင်မယားပြစ်စည်းကိုလက်မပို့ပါနဲ့ဗျာကိုယ်တိုင်သာပို့ပါဟုတ်နော်ဘာလဲလဲ ကိုယ်တိုင်သာပို့ပေးပါဆိုတာတွေလည်းပဲကြုံလာငါကဥစဉ်တို့အဲ့တိုင်မချင်းနော်ဘာလို့လဲဆိုရင်တစ်စက်တစ်စက်နဲ့ပို့လိုက်တာရှင်မယားလမ်းနဲ့တဝက်ကုန်လေဗျာဘယ်တင်တဝက်ကုန်လမ်းနဲ့တဝက်ကုန်ပါလေဗျာဆိုအဲ့ဒါမျိုးလေးတွေလည်းပဲခုကြမှာဒါသွားပြီးတော့ကြုံရနော်ကြောင့်မဟုတ်ခုကထိန်ခင်းသွားတယ်တကယ်တမ်းကတော့ဥစဉ်တို့ကိုယ်တိုင်လိုက်เสียမလို့ပေါ့ဒါပေမဲ့ဟိုမှာအเจ้าစုံတွေကနေကြည့်လိုက်စကားပြောကြည့်လိုက်မှသိတာလား မူရင်သမားကောင်းမကောင်းကိုနဘေးပုဂ္ဂိုလ်ကိုသွားပြီးတော့စကားပြောလိုက်ရင်ပေါ်သလားမပေါ်လားပေါ်တယ်ဟုတ်လားနော်ကျင်းစင်ထားပြီးမှပြတာကအလကားနော်ဘယ်တော့ဘယ်တော့လာမှာဖြစ်ပါတယ်လို့အကြောင်းကြားပြီးမှလုပ်ရင်တော့ကြကြနန္ဒပြင်ထားတာတွေ့ရသလားမတွေ့ရဘူးလားအေးအဲ့ဒါကြောင့်မို့လျှက်တဲ့ပြည့်ဦးစင်းတို့သွားကျင်တဲ့ဌာနလေးတွေသွားတို့ရဲ့ခက်ခဲလေးတွေကိုလက်တွေ့ကြုံမှနော်တခါလေကြတော့လေကျင်းစင်ထားပြီးတော့ပြရင်အမှန်နဲ့အမှား ခါလေးလွဲတာလေးတွေရှိသလားမရှိဘူးလားအဲဒါကြောင့်မို့ခုဦးစင်းတို့ဒါသာသနာပြည့်အဲ့ဒီဘက်ကိုသွားကြတဲ့အပိုင်းမှာတရင်ကျုပ်လာပြကြောဒါ73ရက်နေ့ပေါ့နော်အဲ့ဒီနေ့ကိုဦးစင်းတို့စထွက်ပါဖို့ရစိတ်ကူးတာဒီနေ့ဦးစင်းတို့သွားမရတာမင်းတက်ဘက်ကိုသွားပြီးတော့နောက်နေ့မှကျတော့မတူပြီကို သွား နော်မတူပြီသာသနာပြုဌာနကျတော့အောက်ကအင်အားသာသနာပြုအကြောင်းပွဲပြီးကျတော့နေသွားတယ်ဒါပေမဲ့အဲ့ဒီတန်ဃာပြီလည်းပဲ မတူပြီးမှအဆအဥဆုံးနေရတဲ့တန်ခါဖြစ်တော့အမရေတော်တော်များတယ်။ဥစဉ်အဲ့ဒီမှာသွားပြီးတော့ view ကြည့်ထားတယ်နော်။ဥရစိန်သာဆိုတာဗုဒ္ဓသာသနာအဆအဥဆုံးစပြီးတော့မတူပြီးကိုချပေးတဲ့ပုံနော်။သူသွားတော့မှအရှင်မယားဆုံးကဘလို့ထွက်တုံလေ။အရှင်မယားဆုံးကထွက်တာမမင်းနဲ့ခုချိန်ကြီးထွက်လို့မရသေးဘူး။တပြီးတော့စပြီးတော့ထွက်တော့ဝစစ်ပိတ်နဲ့နောက်ကထုလိုက်လို့အဲ့ဒါငုံလိုက်လို့ခေါင်းလွတ်သွားတာခင်ဗျာ။အဲ့ဒါမျိုးဟော